တိုက်ပွဲတွေ ပြင်းထန်နေတဲ့ရခိုင်ပြည်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့တာကြောင့်မက်ရှလာ၆ရက်တရက်အတွင်းနေအိမ်နေရာခန့်မိလောင်ပြကြသွားခဲ့ရတာပါကြောက်ဖြူမြို့နယ်ညဝတီရဲဌာနချုပ်အနီးမှာရှိတဲ့ဦးကင်းကျေးရွာကိုမနေ့ကနေ့လယ်တနာရီကျော်မှတစ်ကြိမ်ညနေ9နာရီကျော်မှတစ်ကြိမ်ဒရော့ဘုံတွေနဲ့ပုံကျဲတိုက်ခတ်ခဲ့တာကြောင့်နေအိမ်140ကျော်မိလောင်ပြကြသွားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ် ဦးကင်းကြည်ရွာဟာဒညောက်ဒီရဲဌာနချုပ်နဲ့၃မိုင်ခန့်အကွာမှာတည်ရှိပြီးဖေဖော်ဝါရီ20ကစပြီးကြည်ရွာသားတွေစစ်ဘေးတင်ဆောင်နေကြရတယ်လို့သိရပါတယ်။ဒညောက်ဒီရဲဌာနချုပ်အနည်းရှိဦးကင်းစီမော်ကြက်တိန်ကြည်ရွာတဝိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ20ကစပြီးဒီနေ့အထိစစ်ကောင်စီနဲ့အာရခတပ်တော်တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်တွင်မြို့နယ်ဝါဘိုကျွေးရွာကိုမက်ရှလာ6ရက်နေ့နဲ့ပိုင်းကစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်35လုံးမိလောင်ပြာကျသွားခဲ့တယ်လို့ဒေသခံတွေကပြောကြားပါတယ်။ မနေ့ကမနေ့၈နာရီကျော်မှလဲစစ်တွေမြို့နယ်ဂန်းကိုကျွန်းမှာအရှိစိတ်ထားတဲ့စစ်ကောင်စီတပ်စခန်းကနေဒရုန်းစေစည်းနဲ့ဝါဘိုကြီးရွာကိုဒရော့ဘုံကြီးရှာတိုက်ခိုက်ခဲ့တာကြောင့်မီးလောင်ခဲ့တယ်လို့သိရပါတယ်ဝါဘိုကြီးရွာကဒေသခံတွေဟာအလုံးစစ်ဘေးတိတ်ဆောင်နေတာကြောင့်လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အရက်ခတက်တော်ဟာရခိုင်ပြည်တွေကမြို့နယ်၁၄ခုကိုတိမ့်ပိတ်ထိန်းချုပ်ထားပြီးစစ်တွေနဲ့ကြောက်ဖြူမြို့နယ်ကိုဆက်လက်တိုက်ခိုက်နေပါတယ်။